စစ်ကြောလာကြီးထဲမှာကုန်းမြစ်တစ်ခုတရှိနေပါတယ်။ထိုကုန်းမြစ်ကြီးကိုဒုတ်ချီကုန်းမြစ်ကြီးလို့ခေါ်ပြီးလူတွေကအသက်ရှင်နေထိုင်ဖို့အတွက်ကျင်းစင်တွေကိုလေ့ကျင့်ကြပါတယ်။မော်ဆာအမဟုတ်တဲ့ဒုတ်ချီကျင်းစင်ကိုလေ့ကျင့်ကြကဆက်သမတ်ချစ်ကွာချပေါ်လိုက်ပြီးနေထိုင်မှုလည်းကွဲပြားကြပါတယ်။ဒုတ်ချီရှစ်မှာအရှိဆန်ဆက်ရှိပြီးဒိုကျဲတိုက်သမားဆက်ဒိုရှင်တိုက်ရှာဆက်တတူရှိတိုက်ကြအောင်ဆက်ဒိုလေတိုက်ဝဉ္ညေဆက်ဒိုဝန်တိုက်ပြေဆက်ဒိုဟော်တိုက်ကေဆက်ဒိုဇောတိုင်းဘူဘေးရှင်ဒိုဆန်တိုင်းဝိဇာရှင်ဒိုရှန်တိုင်းသူရဇင်ရှင် တူတီတိုင်းနဖျားဆဲဆိုပြီးဆက်ဆက်ခွဲခြားထားပါဒီအချိန်ကစပြီးအင်အားကြီးသူအားလုံးကစွမ်းအားနဲ့ပဲစကားပြောကြပါတော်ညာတစ်ဖက်လေးဝဲချင်းပါဒီလို movie request တွေကိုအများနဲ့တင်ဆက်နေအောင်လို့တစ်ဖက်တလန်းကနေဝင်းဝင်းရှာနေတဲ့ online shop လေးကိုလည်းအားပေးကြဖို့မြင်တာရက်ခတ်ချင်ပါကျွန်တော်ရှိမှ mobile legend time of PUBG UC ပြတခြားသော mobile game အင်တာများကိုလည်းလာဝယ်နိုင်ပါဝူထံမျိုးရဲ့မိသားစုကြီးတက်ခုထဲမှာတစ်ခုပြတ်တဲ့ရှောင်းမိသားစုမှာလူငယ်ဆက်တတ်မှတ်ပွဲကျင်းပနေပါတယ်။ ဒူချီရှင်းဆိုတာလူငယ်တိုင်းအတွက်မရှိမဖြစ်လိုအပ်ပြီးအရှင်းမြစ်လေပို့ပြီးဂုဏ်ရှိလေဖြစ်ပါတယ်။နောက်တစ်ယောက်စာသမတ်သူကရှောင်းရလို့ဆိုပြီးစစ်သားနဲ့ပေးသူကပြောလိုက်ပါတယ်။ဆောင်မီသားစုမှာလူငယ်တွေလည်းတီတိုပြောနေကြပြီးဝိုင်းလောင်နေကြပါတယ်။ရှောင်းရကအရှင်းသားမတ်စစ်စီသွားဖို့လုံနေတော့မှဆောင်မီသားစု ပထမကြီးကဲရဲ့သားရှောင်းနေကစင်ပေါ်တက်ပြီးအရှင်းခွန်းလိုက်ပါအောင်လို့ဆိုကလေတက်လိုက်ပါတယ်။ရှောင်းရနဲ့စင်ပေါ်တက်သွားပါတယ်။တစ်ဖက်မှာတော့ရှောင်းအီတော်မှာညစ်ပွားမှုဖြစ်နေပါတယ်။ မျိုးနက်စုကြီးတုတ်ခုဖြစ်တဲ့ကြားလက်မိသားစုမျိုးနက်ကြီးကကြားလက်ပြီးနဲ့နောက်တစ်ခုဖြစ်တဲ့အောက်ဖားမိသားစုမျိုးနက်ကြီးကအောက်ပါဖားတို့ကရှောင်းအိမ်တော်မှဈေးဆိုင်တွေကိုလဝဲစည်းအုပ်ချင်နေပါဆောင်မိသားစုဖြစ်တဲ့မျိုးနက်ကြီးကရှောက်ကျန်းကလည်းသဘောမတူတာကြောင့်ပြဿနာရှာနေပါအဲ့အချိန်မှာရှောက်ကျန်းကစာရေးတစ်ခုကိုပြစ်ပေးကရှောင်းရန်နဲ့ရွှေလန်ခိုင်းရဲ့ချစ်စုံတပြီးနားလည်ရရန်တို့လက်ဆက်စာချုပ်လို့ပြောလိုက်ပါတယ် အောက်ပါဖားကဆောင်းရဆိုတာလေးနဲ့မှဒိုချီစွန့်အင်လေးကျပြီးဆန်နဲ့ရွယ်မှဒိုချီစူးစီးချက်အစ်စ်ကိုရောက်ခဲ့တဲ့ပါရမီရှင်မဟုတ်လားဆိုဆိုကပြောလိုက်ပါရဲ့လက်ထက်စာချုပ်ကြောင့်ကြားလက်ဘီတို့တိုက်ပတ်သွားပါရဲ့ရှာအီတော်မှာသာရတူရှိတာတီးသွားရဲ့လက်ကူညီနိုင်တာမို့ကြားလက်ဘီတို့လည်းကြောက်ရွံ့သွားပါရဲ့ ရွေးလံဂိုင်းဆိုတာဂျာမန်နိုင်ငံရဲ့အကြီးဆုံးဂိုင်းဖြစ်ပြီးစွမ်းအားရှိတဲ့အလော်များတဲ့ဂိုင်းဖြစ်ပါတယ်။လူငယ်ဆစ်စက်သက်ပွဲမှာတော့ဆောင်ရံဟာအဆစ်စက်သက်နေပါတယ်။ကြောက်တိုင်ရှိမှအဆစ်သုံးဆိုတဲ့စာကြောင့်ဆောင်ရက်တယောက်လက်သွားပါတယ်။တကယ်တော့ဆောင်ရံကလော်ခဲတဲ့သုံးနဲ့ကဘာကြောင့်မှမသိအဆစ်မတက်တော့ပဲဆက်ကျစ်ဖက်နေတဲ့အဆစ်ကရော့လာပါတယ်။ဆင်အောက်ကလူတွေလည်းဝိုင်းလောက်ကြပြီးသူ့ဖေသာမျိုးနဲ့ခေါဆာမဟုတ်ရင်ဆောင်အီတော်မှမထုတ်ခံရပြီဆိုကဆောင်နှင်းကပြောလိုက်ပါတယ်။ ်နောက်တစ်ယောက်စားသမ်းမဲ့သူကရှောင်းမေဖြစ်ပါတယ်ရှောင်းရကနင်ငါ့ကိုအန်နောက်တော့သဘောမကျဘူးလားလို့စိတ်ပြဲစွာပြောလိုက်ပါတယ်ရှောင်းမေကအရင်ကလူပိုင်မရှင်မဟုတ်တော့တာကြောင့်ဖမ်းမလို့တော့ပါဘူးမိခလေးတယောက်ရုတ်တရက်ရှောင်းရန်စီကိုရှောင်းလာပါတယ်သူကတော့ရှောင်းဆွင်းအာဖြစ်ပါတယ်ဆွင်းအာကတောက်ရှိနေသူရဲ့ထင်းမရှိမှပူဇော်မလို့ဘူးဆိုကနဲ့တိတ်ပေးပါတယ်ဆက်တပ်ဖို့တဲ့ဆွင်းအာလည်းရောက်လာပါတယ်စင်မြင့်ရှီမှဆွေရောင်နဲ့ရှေကိုဆိုတဲ့ဆောင်လောက်ကြောင့်ရှောင်းရကိုကိုကိုစိတ်ပြဲသွားပါတယ်ကြားလက်ဗီဒီယိုကလည်းသူတို့လာတဲ့ကိစ္စမအောင်မြင်တာကြောင့်ပြန်ဖို့လုပ်နေချိန်မှာနားလည်ရရရောက်လာပါတယ် ပြီးနောက်ချီဆန်းရဲ့စူဇီဆေးလုံးထုတ်ပေးပါရင်ချီဆန်းရဲ့စူဇီဆေးလုံးဆိုတာစစ်မှန်တဲ့ဒိုကျန်ဆေးရဖို့အတွက်ကူညီပေးတဲ့ဆေးလုံးဖြစ်ပါတယ်။ဆောက်ကျန်းကလည်းတန်ဖိုးကြီးပစ္စည်းဖြစ်တာကြောင့်ဝတ်ပါနေပါတယ်။နောက်လည်းရရကသွယ်ဝိုက်မနေတော့ပဲမင်္ဂလာပွဲဖြစ်သေးဖို့ပြောလိုက်ပါတယ်။ဆောက်ကျန်းကလည်းမင်္ဂလာပွဲဖြစ်တယ်ဆိုတာဒိုချီကုန်းမြင့်ကြီးထမ်းမှဆေးရတဲ့ကိစ္စမလို့သဘောမတူပါဘူး။နောက်လည်းရရန်ကဘလူပဲဖြစ်ဖြစ်မင်္ဂလာဝဲဖြစ်မှာဖြစ်တာကြောင့်ရှောက်ကြတဲ့အခက်တွေ့နေပါရှောင်းအီတို့မှာပြက်ကလာဖြစ်နေတာကြောင့်ရှောက်ကလတ်သားများကလာကြည့်ကြပါရဲ့ ။နားလည်ရင်ရံကဂိုက်ချက်ကိုယ်တိုင်သဘောတူတာမလို့မင်္ဂလာဝဲဖြစ်သိမ်းတာဖြစ်ပြီးရှောင်းရံလိုမိုက်တယောက်ဖြစ်နေတာကြောင့်သူ့အတွက်ရောရွင်လန်ဂိုက်ပေါ်မှာပါသိခါရစေတာမို့ပြောပါရင်ရှောင်းချန်းကသဘောမတူချေပေမဲ့ရွင်လန်ဂိုက်ကိုဆက်ကျင်ရလာအောင်လည်းအဆမ်းရှိတာမို့စိတ်ပြေနေပါရင်စကားပြောနေတော့ရှောင်းရံရောက်လာပြီးရဖို့ပြောပါရင်နားလည်ရင်ရံကတနာဖို့ကောင်းတာကြောင့်ချီဆွမ်းအစူစီစီလိုတုပ်လုပ်ပေးမယ်လို့ပြောလိုက်ပါရင်နေတာတဘောတူရဲ့ရွင်လန်ဂိုက်ကိုဝေခွင့်ရအောင်ပြောပေးမယ်လို့လည်းဆိုပါရင်အားလုံးကလက်ခတ်ချင်းနေကြပါရင်ကြားလက်ပြီးတို့ကလည်းဝတ်တော်သွားပါရင် ကျောထောင်းနောက်ခံရှိတော့တဲ့အတွက်ပျော်နေပါဆောင်ရံကပျော်မစွမ်းတဲ့အုပ်ဆိုပြီးငါရင်မင်္ဂလာပွဲဖြစ်တယ်လို့ပြောကနားလည်ရရကိုဒေါသထွက်အောင်လုပ်ပါနဘေးကဖိုးကြီးကဆောင်ရံကိုတိုက်ခိုက်ဖို့လုံနေတော့ဆောက်ကျန်းကဝေခိုင်းလိုက်ပါအဲ့ချိန်မှာနားလည်ရရကမင်္ဂလာပွဲဖြစ်တဲ့ကိစ္စကိုနောက်သုံးနှစ်ဆုပ်ပေးမယ်လို့ပြောပါနောက်သုံးနှစ်နေရင်ရွှေလန်ကိုက်ရှိမှာသူနဲ့လာတိုက်ခိုက်ရမှာဖြစ်ပြီးရှောင်းရင်မင်္ဂလာပွဲဖြစ်ခိုင်းပါနိုင်ရင်ငါ့ကိုကြိုက်တာလုပ်လို့ရတယ်လို့ဆိုပြီးစိတ်ခေါ်လိုက်ပါအလုံးကလည်းမဖြစ်နိုင်ဘူးလို့ပြောနေပါဆောင်ရံကတော့သဘောတူလိုက်ပါ အဲ့အချိန်မှာဆော်ရောင်းကိုတိုက်ခိုက်ဖို့လုပ်တဲ့သူကကြောက်စရာကောင်းတဲ့စိတ်ဆန်းအားတစ်ခုကိုခံစားလိုက်ရပါတယ်။လက်ကြည့်လိုက်တော့ဆွေးရရှိကဖြစ်ပြီးအဆယ်လေးရှိတဲ့ရွှေရီအပါယာလောက်ချက်ချင်းမိတောင်းနဲ့ကြည်လိုက်ပါတယ်။မိသားအကြောင်းကိုဗီဒီယိုတက်တက်လုပ်ပေးပါမယ်။ထို့သူလက်ဖီအားတစ်ခုခံစားလိုက်ရပါတယ်။ကျောင်းလက်ဗီဒီယိုလည်းကိစ္စကမျိုးရှင်းတာကြောင့်ပြတ်သွားပါတယ်။နောက်လည်းရရတို့လည်းပြတ်သွားကရင်လာခိုင်းမှာစောင်းနေမယ်လို့ပြောလိုက်ပါတယ်။ဆောင်ရန်ကဘဝဆိုတာနှိမ်မြင့်ရှိတယ်။ဒါကြောင့်အထင်မသေးလို့ပြောလိုက်ပါတယ်။ဒါကတော့ကောင်းကင်ဘုံသို့ဆက်ပြိုင်ချင်း session 1 appointment ဖြစ်ပါတယ်။ ကျန်နေတဲ့ဆိုရင်လက်အင်ဆက်ခွိုင်းလောက်သွားပေးဖို့တောင်းဆိုချင်ပါတယ်